မင်းနဲ့ချင်းဆိုင်တွေ့ဆုံဖို့အတွက်ရုရှားသမ္မတဗလာဒီမာပူတင်ကိုတူရကီနိုင်ငံမှာသူစောင့်နေမယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီးကပြောလိုက်ပါတယ်။နှစ်နိုင်ငံကြားကစစ်ပွဲနဲ့ပတ်သက်ပြီးယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးလို့ကြောင်းဆွေးနွေးမှုတွေဟာတူရကီရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာမေလ15ရက်နေ့ကျရင်စတင်တင်ကြောင်းပူတင်ကအရင်ဦးဆုံးအဆိုပြုခဲ့တာပါ။အဲ့ဒီနောက်ဇီလန်စကီးကနှစ်နိုင်ငံခေါင်းဆောင်တွေတိုက်ရိုက်တွေ့ဆုံမှုကိုတောင်းဆိုပြီးတခြားအဆင့်အရာရှိတွေစကားပြောကြတာဟာအထိပယ်ရှိမှမဟုတ်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ မေလ14ရက်နေ့ရောက်တဲ့အချိန်ထိရုရှားဆိုရကအစ္စတန်ဘူဆွေးနွေးပွဲကိုပူတင်ကိုယ်တိုင်တက်ရောက်မလားဆိုတာကိုအတိမပြုသေးပါဘူးဇီလန်စကီးကသူဟာတူရကီမြို့တော်အန်ကာရာမှာရောက်ရှိနေပြီးအစ္စတန်ဘူစီခေးဆက်ဖို့အသင့်ပြန်ထားမယ်လို့ဆိုပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့သုံးနှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ဆက်ပွဲကိုအဆုံးသတ်နိုင်ရတဲ့အမေရိကန်ရဲ့ဂျာပွေညှိနှိုင်းအားထုတ်ပေးနိုင်မှုတွေခကြီးရောက်စေဖို့အတွက်နှစ်ဖက်ခေါင်းဆောင်တွေကိုမျက်နှာချင်းဆိုင်တွေးဆောင်ကြဖို့တိုက်တွန်းထားပါတယ်ဇီလန်စကီးကသူဟာအန်ကာရာမှာရှိနေမှာဖြစ်ပေမဲ့ ူတင်မပါဘူးဆိုရင်တော့သူကိုယ်တိုင်လည်းအစ္စတန်ဘူကဆွေးနွေးပွဲကိုတက်ရောက်မှာမဟုတ်ကြောင်းသတင်းတော်တွေကပြောခဲ့ပါတယ်။ပူတင်ရောက်လာဘူးဆိုရင်စစ်ပွဲရဆိုင်ရင်ကိစ္စကိုအမှန်တကယ်အာတီတာမရှိဘူးလို့ယူဆလို့ရတဲ့အတွက်အမေရိကန်နဲ့အနောက်နိုင်ငံတွေကရုရှားပေါ်အရင်ယူပေးဆိုးမှုတွေပုံမတင်းကျပ်ပေးဖို့လဲသူကတိုက်တွန်းခဲ့ပါတယ်။ဇီလန်စကီကသူ့အနေနဲ့အပြည့်အခက်ရဆက်ရဲ့အတွက်အစွမ်းကုန်စ조사မှာဖြစ်ကြောင်းဒါပေမဲ့သူ့ဘက်ကအဆိုပြုနိုင်ုံသာရှိပြီးတကယ်ဆုံးဖြတ်ကိုပူတင်ကပဲရွေးချယ်ရမှာဖြစ်ကြောင်းလည်းသူကပြောခဲ့ပါတယ် အမေရိကန်ဟာထရန့်သမ္မတဖြစ်လာပြီးတဲ့နောက်စစ်ပွဲရဆိုင်ရေးအတွက်ရုရှားရောယူကရိန်းကိုပါအပြင်းထန်ဖိအားပေးနေပါတယ်။အစ္စတန်ဘူဆွေးနွေးပွဲကိုအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုတက်ရောက်ဖို့ရှိနေပြီးကောင်းမွန်တဲ့ဆွေးနွေးမှုရလဒ်ထွက်ပေါ်လာဖို့မျှော်လင့်ကြောင်းလဲထရန့်ကပြောကြားသွားပါတယ်ရှင်။